အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာချမ်း already book channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကိညာမှာဖြင့်စာရေးဆရာတာတီရေးသားထားတဲ့ဇေဒီရဲဆိုတဲ့ပရာလောကဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel လေးမှာပရာလောက PMN ဇလံတွေနာမည်ကြီးစာရေးဆရာတွေရဲ့ပရာလောကဝိတုဇလံတွေကိုညစဉ်ညတိုင်းပြောပြပေးမှာမို့ တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား노리ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့ပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်ခင်ဗျာပြာစိုးလာကြီးဗျကျုပ်ကမြို့ကိုရောက်နေတာကျုပ်ចောင်းတက်နေတုန်းကနေခဲ့တဲ့ဘာကြီးအိမ်မှာပေါ့ဗျာဘာကြီးနဲ့မတွေ့တာကြာလို့ဘာကြီးကိုကတော့ကျင်လို့လာတာဗျာဒီရောက်တော့ကျုပ်ရောက်တဲ့ညမှာပဲဘာကြီးကလေဖျန်းရည်လို့ဖြစ်တာနဲ့ရွာကုန်မပြောင်းပြေသေးတာအခုတော့ဘာကြီးလည်းကောင်းလာပါပြီဗျာ ဘာကြီးမာကသူကိုယ်တိုင်စိန်ထားတယ်လင်ကန်းစင်းရှိနေလို့ပေါ့ဗျာအဲ့ဒီစေးသားမရှိရင်ခတ်သားဗျာဒီစေးအကြောင်းလဲကျုပ်ကတီးပြီးသားလေဗျာဘာကြီးအိမ်မှာနေပြီးကြောင်းလာတက်ကလေးကဒီစေးကိုဘာကြီးကအမဲဖော်တာလင်ကန်းဖြစ်တဲ့လူရှိသူကိုယ်တိုင်စေးသွားပို့နေကြလေဗျာဘာကြီးအမဲပြောပြောနေလို့စေးအကြောင်းကိုကျုပ်ကတီးပြီးသားဗျာဘာကြီးလေဖြဲတဲ့ညကဝူးဝါးနဲ့ထအောင်တော့ကျုပ်လဲအိမ်နေရာကလန့်လို့ပြီးတော့သူ့အရာပေါ်ပြေးသွားတော့ ဘာကြီးကသူ့အရာဘေးကခုံမော်ကိုတင်ထားတဲ့စေးပလင်းကြီးကိုလက်ညှိုးထိုးပြနေတာဗျဒါနဲ့ကြုံလဲဘာကြီးပြောထားတဲ့အတိုင်းပေါ့ဗျာသေးစိန်ထားတဲ့ငပြောဘူးပလင်းကြီးကိုလှုပ်ပြီးတော့စေးကိုဇွန်းနဲ့ထဲဘာကြီးရဲ့ခက်စစ်စစ်ဖြစ်နေတဲ့ပါဇက်သေးကိုဇွန်းနဲ့တလက်ပြီးတော့ခက်ဖြည်းဖြည်းထဲ့ပြီးရတာပေါ့ဗျာပြီးရနဲ့စေးကိုလက်ခုပ်တဲ့ထဲ့ပြီးနည်းနည်းရွဲ့သွားတဲ့ဘာကြီးရဲ့ပါဇက်ကိုလင်းပြီးဆွဲချရတာဗျို့လွတ်ဆွဲနေစေးပေါ့ဗျာ၁၀မိနစ်လောက်ကြာတော့ရွဲ့သွားတဲ့ပါဇက်လဲ ြန်တဲ့သွားတယ်ဗျ။ကြာလဲကောင်းသွားပြီးကစကားပြောလို့ရသွားတာပေါ့ဗျာ။ဒီတော့မှအဲ့ဒီစေးရင်လည်းလက်တေချေးတွေလင်းပြီးတော့နှိပ်ပြီးရတာဗျ။အမေအကူအရင်လေဗျာ။အဘာနဲ့အမေလဲနောက်တနေ့ရောက်လာကြရောဗျာ။ဘာကြီးကလည်းလိုအပ်တဲ့စေးဝါးနဲ့ထပ်ပြီးတော့ကူကြရတာပေါ့ဗျာ။နေပါဦးဗျာ။ဘာကြီးရဲ့လက်ဆွဲလင်ငန်းစေးဖော်နီကိုကြုတ်ပြောပြမယ်။တခြားမဟုတ်ဘူးဗျာ။ရှောက်ပီလူလို့ခေါ်တဲ့တံမြာတိတသာရှိတဲ့ရှောက်သီးလေးဗျာ အခုမှအထွတ်ထွတ်ထားနေတဲ့ရှောက်သီးပေါ့ဗျာအဲ့ဒီရှောက်ဘလူးကိုအရင်ချင်းငါပြောဘူးပလင်းဒပလင်းရောင်ညှိရတယ်ဗျပြီးရင်ထန်းလျက်နဲ့ကောင်းချင်းချက်ထားတဲ့အရက်ကောင်းကောင်းဒပလင်းနဲ့ရှောက်ဘလူးအရင်နဲ့ရောပြီးတော့ကြွရည်တုတ်စလုံးနဲ့ကြိုရတာဗျအဲ့ဒီအထဲမှာကလော်အော်သည်ငရုတ်အညာ၃ခုလောက်ထည့်ရတယ်ပြီးရင်ငားလင်မန်းတဲ့ချီအချောက်ကလေး၃ခုထည့်ရတယ်တဖြည်းဖြည်းအရေခန့်လာပြီးတော့ဒပလင်းထဲမှာထည့်သိမ်းထားရတာဗျလို့အစွမ်းတဲ့စေးပေါ့ဗျာကျိုးပါကြီးရွဲသွားတဲ့ပါဇက် ချက်ချင်းကိုပြဲတဲ့သွားတာဗျာကျုပ်တို့မိသားစုရဲ့ရွာကိုချက်ချင်းမပြောင်းနိုင်ကြသေးဘူးဗျာဒီမှာနေကျုပ်စီကိုကာယတင်ပြင်ရောက်လာတယ်ဗျကာယတင်ပြင်ဆိုတာကျုပ်နဲ့ကြောင်းတွေပဲတငယ်ချင်းဗျအရက်ကတော်တော်ပူတဲ့အကောင်တချို့ကတော့ဒီကောင်ကိုကာယတင်ပြင်လို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့တင်ပြင်ကပူကောကွနဲ့လမ်းလျှောက်ရင်ဒီကောင်ခြေရောက်တွေကကာယကာယနဲ့လျှောက်လို့ဗျတင်းကောင်တားတယ်မင်းတော်တော်နေရိုင်နဲ့ကောင်ကွာမိရောက်တာတော့ငါးဘက်ကိုလှည့်မလာဘူး ကာယတင်မြောက်ကအိမ်မော်ကိုကာယကာယနဲ့တက်လာပြီးတော့ပြောတာဗျ။ငါလဲလာဖို့ကွာတင်မြောက်။ငါရောက်တဲ့ညကငါဘာကြီးလေဖျန်းလို့မရောက်သေးတာကွာ။ဟေးဟုတ်လား။အခုရောက်ဘာကြီးဘလို့နေတော့ကွာ။ဒီကောင်လေးကကျုပ်ကျောင်းတက်တော့ကကျုပ်စီလိုင်းဘာကြီးအိမ်ကစားနေတောင်းနေကြလေဗျ။ဘာကြီးကိုလည်းအတော်ခင်တာ။အခုတော့ကောင်းသွားပြီကွာ။လာထိုင်တင်မြောက်တင်မြောက်ကခုံတန်းရီးယားလေးမှာဝင်ထိုင်လိုက်တယ်။ ုတ်ကငကားစေးပေါ်လေးလေးထုတ်ပြီးတော့တနုပြီးအခေါ်ကျင်းမိကကလေးပါကမ်းပေးလိုက်။ကာယကကျုပ်ပေးတဲ့စေးပေါ်လေးကိုကြပြားကြရမီးညိပြီးတော့ဖွာရော့ဗျာ။ဒီကောင်ကြည့်ရတာမောလာပုံပဲဗျာ။အခိုးမှလည်းလွယ်ကြီးတစ်လုံးလွဲလို့လမ်းမကလည်းဘောင်းကြဆောက်တုံးနဲ့ခဲတဲ့နီးပြားတိုင်းတစ်ချောင်းကင်လို့ဗျာ။ဒီကောင်ကဈေးကောက်လေးဗျာ။ဒီထဲမှာရောဈေးပြင်မှာပါဒီကောင်ကဈေးကောက်ကောက်ရတာ။တဆိုင်ကိုတကြဲဗျာ။ဒီကောင်မမောနဲ့ငကားစေးပေါ်လေးကိုတဖွာပြီးတဖွာဖွာနေရဗျာ။ ဈေးကောက်ကောက်လာရတာမောလာတယ်ထင်ပါရဲ့ဗျာစေးလေးတောင်းရင်အမောမခံနိုင်ဘူးသာပြောတာဗျာတကယ်တမ်းမောလာတော့လဲစက်လေးလေးတစ်ဖွာနှစ်ဖွာရှိုက်လိုက်မှအမောပြေတာဗျူတော်ဒီမင်းသတိနဲ့ငါကြားတယ်ကွာဟေးဘာသတိတုံကွာမင်းကဆရာဖြစ်နေပြီဆိုပျောကလေးဘာလေးလွတ်နိုင်တာဆိုဟာမဟုတ်ပါဘူးကာရရဲ့မင်းကဘယ်သူပြောလို့တုံကွာဗန်မွေးကောင်ကတင်းစော်လဲပြောတယ်ပြီးတော့မီးလောင်ကောင်ကပန်းစုံလိုညီကိုလဲပြောတယ်ပန်းစုံကမြို့တော်ရင်ငါတို့အိမ်မှာတဲ့တာကွာ ီတော့မင်းသတင်းကိုငါကမကြားပဲနေမလားကွာဒါတွေကငါဆရာမဟုတ်ပါဘူးကာရရတရားတွေလာရင်လိုက်ပြီးအကူညီပေးတာပါကွာမင်းလည်းသိရဲ့သားနဲ့ငါကငငယ်ကလေးကလှုပ်ဆက်ဆုတဲ့ကောင်းလေးကွာဒီတော့ရွာဘက်ကိုဆရာကြီးတွေကြွလိုက်သူတူဆန်းဆန်းတွေကိုတွေ့ချင်းမြင်ချင်တာနဲ့သူတို့ကိုအကူညီပေးရင်ရှောက်လိုက်တာဟိဟာဘာပဲဖြစ်ဖြစ်လေကွာမိမဒီလိုတူးဆန်းတဲ့ကိစ္စတွေအတွေ့အကြုံတော်တော်ရှိနေမှာပဲအေးအဲ့ဒါတော့ဟုတ်တာပဲတော်တော်များများကိုကြုံမှုတာကွာငွေချင်းရ 后边，打算俺没有表皮冻，俺们给上的口溪流没有拉嘴呀瓜，啊，好老瓜！打算表皮哩瓜加牙呀，第六瓜，俺都谁嘛，谁说俺要有戏。我的老哥，我老说的破衣少多嘞，我老爱那样嘛，高奎说的留要看病哟。这个少俺要呢，要那少点大白瓜，哎，爱条白皮路中瓜，第六瓜咋的呀，俺都谁的个牙不说，第一条管那米哟。 ငါးစီးထဲမှာပြုတ်ကြာကြံနေခဲ့တဲ့သားစိမ့်ငါးစိမ့်တို့ကိုလာစားနေတာသုံးလရှိပြီကွာဟာမင်းတို့မြင်ရလို့လားကွာဟာငါကတော့မမြင်ရဘူးကွာတာဒီယညဆောင်တွေကတော့တွေးကြရတာပေါ့ကွာအဲ့ဒီတရေကိုတွေ့ရင်ကြံတဲ့ညဆောင်တွေကကြောက်ပြီးတော့ထွက်ပြေးသွားပေမဲ့ဘာလို့ကမကြောက်ဘူးတယ်ကွာသူ့လောင်လေးကွာနဲ့တရေကိုလိုက်ပစ်တာဆိုပဲဟုတ်လားကွာလုံခဲ့တဲ့နှစ်ပတ်လောက်ကတော့ကင်းဆောင်နေနဲ့ဘာလို့ကမူးတယ်မူးတယ်អော်ပြီးတော့အကောင်းသားကလည်းဘုံကနေလဲပြီးတေသွားရောပေါ့ကွာ အာဟိုတရေမြောင်းလှုပ်လိုက်တာလားကွာကာရရေအေးဘောကွာဒီတက်ကလူတိုင်းကဒီတိုင်းပြောတာပဲတာဒီရဲ့ဒီဆောင်ကြီးဥလောကိုတရေကတ်သွားတယ်ဆိုပြီးတော့ပြောကြတာအဲ့လိုပြောနေတော့အခြေအနေကပိုဆိုးလာတော့ဒီတဲ့ဒီလဲကြောက်လန့်ကုန်ကြတာဘောကွာနေပါဦးကွာဒီတရေကအခုဘာထက်လုံနေလို့တော့ဟာအပြောပါနေတော့ကွာအခုဖြစ်နေတာကတရေကလကောင်မိုးဘက်နဲ့နှကောင်ဖြစ်နေလို့ကွာဟုတ်လားကွာ ဩဘာတာရီယာအခုဆိုရင်ညဆောင်နေလဲကြောက်ပြီးတော့အလုံးထွက်တော့မယ်လုံးနေရပြီကွာအေးဟုတ်တယ်တာရီညဆိုရင်အဲ့ဒီတရေနဲ့ကောလပန်းလုံးတာတစည်းလုံးအုံးဆန်နေတာကွာဟောဟုတ်လားကွာဟုတ်တာဝတာရီယာအခုဆိုရင်ညဆောင်နေကကြောက်ပြီးအလုံးထွက်တော့မယ်လုံးနေကြပြီကွာနေပေါ်ကွာကာယာရဲ့တည်သွားတဲ့မင်းတို့ညဆောင်စီကိုစိုးနေပါလေတေချာတုတ်ပေကြရလားကွာပြီးတော့အမိတ်တွေဘာတွေရောအသေးချာပြန်ရလားသူကတော့သူ့ဆိုင်မှာတွတ်တာပေါ့ကွာ အမင်းတော့ပြန်ရတာပေါ့သူကအစိုးရဝန်ထမ်းလေကွာတုတ်ကဘာမှမပြောဘဲငြိမ်ပြီးတော့စဉ်းစားနေလိုက်တယ်ပြီးတော့မှကဲဒီလိုလုပ်ကွာကာရရညာ၈နာရီလောက်ငါ့ကိုလာခေါ်ကွာမင်းနဲ့ငါဈေးထဲဝင်ပြီးတော့ညာဆောင်နေနဲ့အတူတူစောင့်ကြည့်ကြတာပေါ့အေးဟုတ်ပြီဟုတ်ပြီညာ၈နာရီလောက်ငါမင်းကိုလာခေါ်မယ်ကျတော့ကျုပ်ကမြက်ကွင်းစေးကွင်းပြီးတော့အစင်းနဲ့စောင့်နေတယ်။ရှင်းနိုင်ကြော်ကြော်လောက်ကြတော့ကျုပ်ကိုကာယာကလာခေါ်တယ်ဗျ။ ို့တို့ဈေးထဲဝင်ပြီးတော့ညားဆောင်နေတဲ့အတူတူကင်းဆောင်ကြတာပေါ့ဗျာညားဆောင်9ယောက်ကအထိုင်ကင်းမြပြန်တဲ့4ယောက်က2ယောက်တွဲလဲကင်းထွက်ရတယ်ဈေးလမ်းတွေမှာရှောက်လဲကြီးရတာပေါ့ဗျာဆိုင်ကျူဆိုင်ကြားတွေမှာဒံမီတဝူးနဲ့လိုက်ထိုကြားရတာလေဒါပေမဲ့ဒီရက်ကတော့စိတ်ချရပါတယ်ဈေးဖောက်မဲ့သူရှိရင်တော့မှဈေးရက်ကတရေနှကောင်တက်ပုတ်နေတဲ့တရင်ကတမင်လုံးပြက်နေတော့ဈေးရက်ကိုဝင်ခိုးရတဲ့သူရှိမှမဟုတ်ဘူးဗျာ အထိုင်ကင်းကလူကတဏှာကြီးတစ်ခါ၊နာကြီးတန်ချောင်းခောက်ရတယ်ဗျ။တန်ချောင်းဆက်တစ်ချက်ခောက်ပြီးယုံနဲ့ကာယကလည်းအထိုင်ကင်းမှာထိုင်နေကြတာလေဗျ။ဟာချပြီဟေးတာရီယလာလာလာမင်းကြီးမယ်ဆိုရင်ငားလိုက်ပြမယ်။ကာယကအရှိကပူကောက်ကွားနေကာယကာယနဲ့သွားရောဗျ။ယုတ်ကလည်းသူ့နောက်ကကတ်လိုက်တာပေါ့ဗျ။အနောက်မှာအထိုင်ကင်းသမားကြီးပါ လိုက်လာတာဗျ။မင်းတို့နှစ်အောင်ဆုံးထသွားတော့ငါတယောက်တည်းမနေဝဲတော့ဘူးကွာတင်မင်းရ။အထိုင်ကင်းသမားကတင်မင်းကိုပြောတာဗျ။ကိုဆောင်ဝင် ဒါငါ၆တန်းဘက်ကအတန်ထွက်တာဗျ။အေးဟုတ်တယ်ဟုတ်တယ်။တော်တော်တော်အဲ့ဒီကိုသွားဟေး။ကာယကဈေးမြောင်းဘက်ကိုချိုးဝင်လိုက်။ဘုံချမ်းရိုင်းနဲ့ဟာတွေ့ပြီဗျို့တွေ့ပြီ။မမေအကောင်ကြီးတကောင်နဲ့သပင်ဖားလာချထားတဲ့လူလူလူတည်ရဲလူလူအကောင်နဲ့တတ်နေကြတာဗျ။ကာယရက်တော့ချစ်ဆံမသွားနဲ့။ရုပ်ကလေးတန်နဲ့ပြောလိုက်တော့ဒီကောင်ကာယတုံနဲ့ရက်သွားတာဗျ။ကာယမင်းကငါမေးဦးမယ်။ဘာတော့တာနေ သုံးသွားတဲ့မင်းတို့ညားဆောင်ကြီးကဘလို့ပုံတော့ကွာအရက်ထောင်းတော့မောရောင်ထုံးကြီးနဲ့ကွာတေတုံးကစွတ်ကျဲနဲ့ပစိုးအပြကွက်တုံးကြီးနဲ့လားကာယအေးဟုတ်တယ်တာလေးမင်းဘာမြင်ရတော့တော့မင်းတို့ဘာလို့ကြီးမကြိုသေးဘူးကွာတရေမဲမဲအကောင်ကြီးနဲ့အကျိတ်နဲ့တတ်နေတာမင်းတို့ဈေးဆောင်ဘာလို့ကြီးကွာဟေးဟုတ်လားကွာဒီတကမေးတာကာယမဟုတ်တော့ဘူးဗျအထိုင်ကင်းဆောင်နဲ့ကိုဆံဝေကြီးမေးတာဗျသူကကိုဆံဝေကိုလှည့်ကြည့်ပြီးတော့ခေါင်းကြိမ်ပြလိုက် ကိုစံဝင်းဆိုတဲ့ဈေးဆောင်ကြီးကနောက်ကိုခြေလန့်ဆုပ်လိုက်ပြီးတော့မျက်နှာပြက်သွားတယ်ဗျဒီတော့မိတ်ဆွေဥပါလောကြီးကတရေဖြစ်နေတာကိုကြားတော့တော်တော်ကိုကြောက်သွားပုံပဲဗျတရေဥပါလောကလည်းခေးသူမဟုတ်ဘူးဗျသူ့ထက်အကောင်ကြီးတဲ့မဲမဲအကောင်ကြီးကိုခံတွဲနေတာဗျအသေးတော်တော်ကောင်းတဲ့ဥလို့ပဲဗျကျုပ်ဘာလို့ရမယ်ဆိုတာကိုစဉ်းစားရတာပေါ့ဗျခဏကြာတော့ကျုပ်တိသွားပြီဗျကဲကားရပြန်ကြစို့မနေ့ပြန်ညကြမှာတခုလုံးကြတာပေါ့ကွာ ိမ်ပြန်ရောက်တော့ည7:00နာရီခွဲပြီဗျကျုပ်မဖွဲဝကိုအကြောင်းကြားပြီးအိမ်မက်တောင်းတယ်ကျုပ်လည်းချက်ချင်းကိုအိပ်ပျော်သွားတာဗျလေးရီတက်လိုက်တာဗျတေပင်ကြီးတောင်ရိန်ထိုးလို့ဗျဒါပေမဲ့အရက်ကလေးတရက်တောင်မလှုပ်တာကတော့7:00ရာသီအပင်ဝါကြီးဗျတပင်လုံးမှာအဝါရောင်ပွင့်နေထိန်နေအောင်ပွင့်လို့လေးတွေဒီလောက်တိုက်နေတာတော့မှအရက်ကလေးတရက်မလှုပ်ဘူးဗျအပင်ကလေးတစ်ဖွင့်မချွေဘူးဗျတာတီကျုပ်တကူလုံးမှာကြက်သိန်းတွေဖျန်းကနေထထသွားတယ်တပင်တောင်ထောင်ကုန်ရော့ဗျာ မဖေးဘော်ကကျုပ်ကိုအိမ်မက်ပေးတိုင်းကျုပ်နဲ့ရွယ်တူပုံစံမျိုးပြောင်းထားတာပါပဲဗျာဒါမှမဟုတ်ကျုပ်ကလည်းလန့်သွားတာကြီးပါပဲမလန့်တဲ့အခါတခါမှကိုမရှိဘူးဗျာကျုပ်ကဆက်နေရသည်အပင်အောက်မှရက်နေတဲ့မဖေးဘော်ကိုကြည့်လိုက်နေရွယ်ချားမှညှက်ပြီးတော့ပန်ထားတဲ့ဆက်နေရသည်ပန်းအဝါလေးကိုကျုပ်ငေးကြည့်နေမိလိုက်တော်တယ်နေဘာသိကြလို့တော့ဒီတော့မှကျုပ်တရိဝင်လာတာဗျ။အော်မဖဲဝါမြို့ကဈေးတက်မှာတရေနှစ်ကောင်ညာတိုင်းတက်နေကြလို့ဗျ။ သူကဒါပဲပြောရသေးတာမဖွဲတော့ကချက်ချင်းပြောတာဗျို့ဒါဒီဒီတဲ့ကိုဝင်လာတဲ့တရဲကမဲကြီးလိုခေါ်တဲ့ကောင်ဒီတော်ဘက်ကကိုကိုပေကြီးမှနေတာနှစ်30လောက်ရှိပြီငလောကမနေတနေ့ရောက်မှတရဲဖြစ်တာငမဲကိုသူဘလို့နိုင်မှာတော့ဒါပေမဲ့ငလောကိုနိုင်အောင်လှုပ်ပြီးမှဖြစ်မယ်ငလောနိုင်သွားရင်ဒီသေးတဲ့ကိုငမဲဘယ်တော့မှဝင်မှာမဟုတ်တော့တရဲဆိုတာသူ့ကိုနိုင်တဲ့အကောင်ရှိရင်အဲ့ဒီနေရာကိုဘယ်တော့မှမသွားတော့ကြော့ဟောဒီရှားဖြူသီးတွေယူပြီးတော့ ငလောကိုရှားဖြူသေးနဲ့ပေါက်ပြီဒါမှငလောနိုင်မှာငလောနိုင်ငမဲကြီးနေတို့ဈေးတဲကိုဘယ်တော့မှဝင်မှာမဟုတ်တော့ဘူးကျုပ်လန့်တို့သွားတယ်ကြောင်ပြီးကျုပ်လက်ထဲကိုဆမ်းကြည့်တယ်မဖဲဝါပြေးလိုက်တဲ့ရှားဖြူသေးလက်တဆုပ်ကြီးယူလာတာဗျကျုပ်လည်းကြောင်တောင်ထပြီးတော့လက်ထဲကရှားဖြူသေးတွေရှားနေမိတာဗျခဏကြာတော့ကျုပ်ပြန်အိတ်သွားတယ်မနဲ့မိုးလင်းတော့ဘာကြီးကိုလက်ဖက်ရည်နဲ့အီကြာကွေဝယ်ပေးဖို့ကျုပ်အိတ်ရခါနဲ့ထလိုက်တယ်ကျုပ်ကြောကူအောင်မှာခုလူခုလူနဲ့ဖြစ်နေတာထကြည့်လိုက်တော့ ရှားအဖြူသီးတွေပါလားကျုပ်တော်တော်ကိုအံဩသွားတာဗျညာကအိမ်မက်မှာမဖက်ပါကျုပ်လက်ထဲကိုထည့်ပြလိုက်တဲ့ရှားအဖြူသီးတွေတကယ်ပါလာတာဗျတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးဗျကျုပ်ရှားအဖြူသီးကိုကောက်ယူလိုက်အားလုံးငါးလုံးဗျညာရှင်းနိုင်ခွဲတော့ကျိုးတငယ်ချင်းဈေးကောင်ကာရရောက်လာရောဗျကျုပ်လက်ဆက်ကူနဲ့ထုတ်ထားတဲ့ရှားအဖြူသီးတို့ကိုယူလာခဲ့ဒီတဲ့ကအထိုင်ကဲမှာဈေးဆောင်၅ရောက်ရဲ့ကျုပ်ရဲ့ကာရရဲ့ထိုင်ပြီးတော့စကားပြောနေကြတာဗျ ယုတ်ကလည်းငကားစေးဘောလေးဖွာရင်းနဲ့ဒေးဆောင်ကြီးတွေတိုက်တဲ့ရေနည်းရံနေတောင်းနေတာဗျတော်တော်လေးညှားနဲ့လာတော့လဲကင်းလေးယောက်ကနှစ်ယောက်တည်းတွဲ့ပြီးတော့ဈေးလန်းနေတယ်ဝင်သွားကြဒီညထိုင်ခင်းကြတာကိုဆံပွင့်မဟုတ်တော့ဘူးဗျကိုဖိုးထင်တဲ့ညာဆက်နာရီထိုးတော့ကိုဖိုးထင်ကနာရီတန်ကြောင်းဆက်တစ်ချက်ခောက်လိုက်တယ်ကျုံနဲ့ကာယားကတော့နားစွန့်နေကြတာပေါ့ဗျဝုံဝုံချိုင်းချိုင်းနဲ့ဟေးချောက်ကုန်ကြပြီဟေးတာဒီဒီခါအတန်ကြာတာ ငါ၆တန်းမဟုတ်ဘူးကွာအမဲသားဆိုင်ဘက်ကကြားတာကွာပြောပြောဆိုဆိုနဲ့ကာယကဈေးကနေတုတ်ချေတင်လိုက်တယ်သူငကိုပုံစံအတိုင်းပေါ့ဗျာဦးကောကကာယကာယနဲ့ရှောက်သွားတာဗျာကျုံနဲ့ဈေးဆောင်ကိုဖိုးတဲ့ငါလဲကာယနောက်ကခတ်တုတ်တုတ်လိုက်ကြတာပေါ့ဗျာဟေးတွေ့ပြီဗျို့ဟိုနေ့ကပုံစံအတိုင်းပဲဗျို့အမဲအကောင်ကြီးနဲ့ဦးလောတရဲ့လုံးထွေနေကြတာဗျာရုပ်ကမြက်ကွင်းစိကွင်းလို့သာမြင်နေရတာပေါ့ဗျာငမဲကြီးကတရဲကြီးဦးလောကိုစောင့်ငံလိုက်တာဗျို့ တရဲဦးလုံးလွတ်ထွက်သွားပြီးတော့တန်ရှိကကာထားတဲ့တူပြားလေးနဲ့ဟုံးကနေမြောင်စောင့်ပြီးတော့ပြုတ်ကြသွားတာဗျ။ဒါပေမဲ့တရဲဦးလုံးကလှုပ်အသေးကောင်းတဲ့တရဲပြချက်ချင်းကုန်းထားပြီးတော့ငမဲကြီးကိုရင်ဆိုင်လိုက်တယ်။ရုပ်ကလည်းဆက်ကူတို့ကိုကြပြားကြရဖြီးပြီးတော့အထဲကရှားပြီးဒီလုံးကိုယူလိုက်တယ်။ကဲကွာပြစ်ပြီဗျ။ကျုပ်ပြစ်လိုက်ပြီ။တရဲဦးလုံးရဲ့ကြောကုန်းကိုကျုပ်ပြစ်လိုက်တဲ့ရှားပြူဒီကတန်းတန်းမှန်သွားတယ်။ဟာကြီးလာပြီဗျ။တရဲဦးလုံးအကောင်ကြီးကြီးလာပြီဗျ။ ုပ်ထက်ပြတယ်။ကြားပြီးဒီငါးလုံးစလုံးတရေဥလိုကြီးကိုထိသွားတယ်။ဘဖဲဝါရဲ့အစွမ်းများကြီးလိုက်တာဗျ။ကြားပြီးသူတွေထိသွားတဲ့တရေဥလိုကြီးဗျ။ပြုံမျက်စိအောက်မှတင်ကြီးကြီးလာလိုက်တာ။ငမဲကြီးထက်သုံးစားလောက်ကိုဖြစ်သွားတာဗျ။ငမဲကြီးဆိုတာတရေကြီးဥလိုကိုကြက်တွေတေပြီးတော့ကြီးနေတာဗျ။တရဲဦးလိုကြီးကိုကြောက်လန့်ကြဖြစ်နေတဲ့ပုံပြပြေးပြီပြုပြေးပြီဦးလိုတရဲကြီးကဒေါသတကြီးနဲ့ပြေးပြီးတော့ငမဲကြီးကိုထိုးတာပြော တဖုံမုံတခွန်းခွန်းနဲ့တရဲဦးလောကသူ့ရဲ့အေယာမလက်သေးကြီးတွေနဲ့ငမဲကြီးကိုဘဲပြန်ညာပြန်ထိုးတော်လာဗျငမဲကြီးဆိုတာဘာမှကို ပြန်မလို့ဝင်းတော်ပဲနဲ့ကောင်းကြီးငုံထားပြီးတော့တရဲကြီးဦးလောထိုးသမျှကိုခံနေရတာဗျအော်ပြေးပြီပြေးပြီငမဲကြီးပြေးပြီဗျတရဲဦးလောတစ်ချက်အလစ်မှာငမဲကြီးပြေးတာဗျတရဲဦးလောကအနောက်ကပြေးလိုက်သေးတယ်ဒါပေမဲ့ငမဲကြီးက ခုံပြီးတော့ဈေးကိုကြော်ထွက်သွားရောဗျ တရေကြီးဥလောလက်တိကြီးတစ်ဖက်ကိုစုပ်ပြီးတော့ထွက်ပြေးသွားတဲ့ငမဲကြီးကိုမချေမနှက်နဲ့ကြီးနေတာဗျ။ဟောပြန်သေးသွားပြီဗျ။တရေကြီးဥလောရဲ့အရွဲကတဖြည်းဖြည်းပြန်သေးလာပြီဗျ။ကျုပ်လည်းကာယကိုလက်စုပ်ပြီးတော့ခတ်တုတ်တုတ်လှမ်းထွက်လာခဲ့တယ်။ကာယနဲ့ကိုဖိုးတိန်လည်းကျုံတော့ကကတ်ပြီးပါလာကြတယ်။အထိုင်ကြီးနေရာကိုရောက်တော့ကျုပ်ကကာယကိုပြော့ပြလိုက်။ကာယမင်းတို့ဈေးထဲကိုညာလိုက်ဝင်လာတဲ့မဲမဲအကောင်ကြီးဘယ်တော့မှဝင်လာမှာမဟုတ်တော့ဘူးကွာ။ ဒါပေမဲ့မင်းတို့ဈေးသူဈေးသားတွေပတ်စံစုပြီးတော့ဈေးဆောင်ဦးလောကိုစွန့်တို့ပေးကြအောင်ကွာဒီတခါသူ့အမမလုတ်ဖဲနဲ့ဈေးထဲမှာပဲဖုံးကြီးတွေပင့်ပြီးတော့စွန့်တို့လိုက်ကွာပြီးတော့ဖုံးကြီးတွေကိုဈေးဝင်းကြီးထဲမှာနေရာနဲ့ပရေးရုပ်ဖို့ပြောလိုက်မင်းတို့ဈေးကြီးပြန်ပြီးတော့တန့်သွားမှာကာယရဲ့ဖိတ်ချတဲ့ငယ်ချင်းမနေ့ပြန်ကြရင်လူကြီးတွေကိုအားလုံးပြောပြပြီးတော့ဘာလို့အတွက်ဒီဈေးထဲမှာပဲစွန့်တို့ဖို့စီစဉ်လိုက်မယ်ကာယတင်းမင်းကကျုပ်ကိုဘာကြီးအိမ်အရောက်လိုက်ဖို့ပေးတယ်ဗျာ တို့အိမ်ပြန်ရောက်တော့ညတနာရီကြောင်ထိုးနေပြီဗျာဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတာတေးရေးသားထားတဲ့ဈေးသရေဆိုတဲ့ပရာလောကဇလံကောင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလံလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအစီအစဉ်တင်ဆက်သူကတော့ကျွန်တော် ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ